မင်္ဂလာပါရှင်ဒီမကသတင်းပေါ့ဒီနေ့အော်တိုဗလာ19ရက်နေ့အတွက် People's Spin ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်ရှင် TNL ထင်းချူလာတဲ့မြို့ငါးမြို့ကိုစစ်ကောင်စီလေတပ်ဇက်တိုက်ပုံးကျဲတဲ့သတင်းလက်ပတ်တမ်းမှာတိုက်ခိုက်ရေး drone အကြီးစားတစ်စီတော်လိုင်းရဲတပ်တွေသိမ်းဆီးရမိတဲ့သတင်းမန္တလေးမှာအရောက်ဝတ်လူစုကဖုန်းစစ်မဲဆိုပြီးဖုန်းလူရက်ပြေးတဲ့အကြောင်းဝလမ်းမြို့နယ်မှာစစ်ကောင်စီတပ်စစ်ကြောင်းထုတ်ပြီးပြည်သူ၁၁ယောက်ခန့်ဖမ်းဆီးထားတဲ့တဲ့ဒီသတင်းလေးကိုနားဆင်ရမှာဖြစ်ပါရှင် တအန်းတမတော် DNL ထိန်းချုပ်ထားတဲ့နမ်ဆန်မန်တုံမိုးမိတ်မိုင်းကုန်းနဲ့မိုးကုန်းမြို့တွေကိုအာနာသိစကောင်စီတပ်ကဒီနေ့အော်တိုဘာ16ရက်နေ့လယ်ပိုင်းမှာလေကြောင်းကနေဘုံကျဲခဲ့တယ်လို့ဒေသခံအချို့ကပြောပါတယ်။မနေ့ကညကလိုပဲမြို့တွေကိုဇက်တိုက်ကျဲသွားတာအရက်သားတွေအတွက်ကတော့တကယ်ကိုအနေရကြီးနေတာပါလို့ရှမ်းမြောက်ဒေသခံတူကပြောပါတယ်။ဒီနေ့မိုးလယ်ပိုင်း12နာရီခွဲနဲ့တနာရီမနေ့20အကြမ်းမှာနမ်ဆန်မိုးမိတ်မိုင်းကုန်းနဲ့မန်တော်မြို့နယ်တွေကိုဘုံဘက်ကျဲသွားတာလို့သိရတာပါ။ ဖုန်းလိုင်းဆက်သွယ်ရေးအခက်အခဲကြောင့်ထိခိုက်ပျက်စီးမှုအခြေအနေတွေကိုမသိရသေးပါဘူးဒီနေ့နေခင်ပိုင်းနှစ်နာရီကျော်ခန့်မှာ TNL ထိန်းချုပ်ထားတဲ့မန္တလေးတိုင်းမိုးကုံမြို့အနောက်ပိုင်းကိုလည်းဂျက်တိုက်လေယာဉ်နဲ့ဘုံကျဲတက်ခိုက်သွားပါသေးတယ်ဒါကြောင့် TNL ထိန်းချုပ်ထားတဲ့မြို့တွေထဲကမြို့ငါးမြို့ကိုနိုင်ပိုင်းအတွင်းဘုံကျဲခဲ့တာဖြစ်ပါတယ်မင်းညပိုင်းကလည်းနမ်ဆန်နမ်တူနောင်ချိုနဲ့အကြောင်းမင်းမြို့တွေကိုဘုံကျဲတက်ခိုက်ခဲ့ပါတယ်။နမ်ဆန်မြို့နယ်ကွန်ဟဲကြီးရွာကိုဘုံကျဲတက်ခိုက်မှုမှာ၁၀နှစ်အရွယ်ကလင်းငယ်တယောက်အပေါဝင် အရက်သား6ရောက်တိဆုံးပြီး4ရောက်ဒဏ်ရာရရှိခဲ့ပါတယ်။ DNL ဟာ၁၂ဆက်ကွန်စစ်စင်ရင်နဲ့အတူရန်ပီနယ်မြောက်ပိုင်းကအကြောင်းမဲမြို့တီဘောနမ်ဆန်၊မိုင်းလုံးမိုးမိတ်မန်တုံ၊နမတူကွတ်ခိုင်နောင်ချိုနမ်ခမ်း၊မိုင်းငေါမြို့နဲ့မန္တလေးတိုင်းကမိုးကုံးမြို့အပေါ်ဝင်စုစုပေါင်း၁၂မြို့ကိုသိမ်းပိုက်ထိန်းချုပ်ခဲ့တာပါ။အဲ့ဒီမျိုးတွေကနောင်ချိုအကြောင်းမဲနဲ့တီဘောမျိုးတွေကိုပြန်လည်လက်လွတ်ထားရပါတယ်။ DNL ခေါင်းဆောင်တူဦးဖြစ်တဲ့ဗိုလ်ချုပ်တာဖုံကျော်ကထုံးတို့ထောင်းမဲမနက်နေခင်းညနေ ညတကောင်ဆက်တိုက်ဘုံကျဲနေတာကျဲတဲ့သူကျဲဖို့စော်ဩသူကျဲခံရတာကိုဝမ်းမြောက်လက်ခုပ်တီးသူအားလုံးကိုထုံးတေချာသွတ်မှတ်ထားမယ်အလစ်ဆိုတာရှိစမြဲပဲလို့သူ့ရဲ့ Facebook မှာရေးသားလာပါတယ်ရှင်ပဲခူးတိုင်းလက်ပဒန်းမြို့နယ်တရချောင်းကြီးရွာတိုက်ပွဲတွင်စစ်ကြောင်းပြတ်သွားတဲ့စစ်ကောင်စီတပ်ရဲ့တိုက်ခိုက်ရေး drone အကြီးစားတစ်စီးထပ်မံသိမ်းဆည်းရရှိထားတယ်လို့တာယာဝတီဂလုံတက်ဖွဲ့တာဝန်ရှိသူက People's Spin ကိုပြောပါတယ်ဒီနေ့မနက်10:00ခွဲလောက်မှာသိမ်းဆည်းရမိတဲ့ drone ဟာ တရချောင်းရွာအနောက်ဘက်မှာဆက်ချုပ်ရင်းပြီးပြက်ကျလာခဲ့တာလို့ဆိုပါတယ်။ဒရုန်းကဘုံကျဲပြီးပြန်တက်တဲ့အချိန်မှာဆက်ချုပ်ရင်းပြီးပြက်ကျတာမျိုးလို့တာယာဝတီဂလုံတက်ခွဲတောင်ဝန်ရှိသူကဒရုန်းရရှိပုံကိုရှင်းပြပါတယ်။အဲ့ဒီဒရုန်းကိုပြန်လည်ပြင်ဆင်ပြီးစစ်ကောင်စီတက်ကိုတက်ခါရမှာအသုံးချသွားမယ်လို့လည်းဆိုပါတယ်။တော်လန်ရေးအားကောင်းတဲ့ဗကိုးရုံမအနောက်ချမ်းကလက်ပဒန်းမင်းလှအုပ်ဖို့နဲ့နတ်တလဲမြွနယ်တကို စစ်ရေးအရာအသာယူနိုင်ဖို့စစ်ကောင်စီတက်ကအစ်ကြောင်းတွေအဆက်မပြတ်ထိုးနေပါတယ်။ ပြီးခဲ့တဲ့၄ရက်ကလက်ပတန်းမြို့နယ်တရက်ချောင်းရွာကိုစစ်ကြောင်းထုတ်လာတဲ့တမ66လောက်ခန့်ခလာရ1တရင်စစ်ကြောင်းကိုဒေါ်လာရေးတက်တွေတက်ခတ်ခဲ့တာကြောင့်စစ်ကြောင်းပြတ်သွားခဲ့ပါတယ်။တိုက်ပွဲမှာစစ်ကောင်စီတပ်သား15ရောက်ထပ်မံနေသိဆုံးပြီးစစ်တုပ်ပန်းအဖြစ်12ရောက်ဖမ်းမိထားတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနအမှတ်နဲ့စစ်တပ်သားကထုတ်ပြန်ထားပါတယ်ရှင်။မန္တလေးမြို့မှာဆိုင်ကယ်စီးလာသူတို့ကိုအရက်ဝတ်တနေလူလူစုကတားပြီးဖုန်းဆက်မယ်ဆိုကဖုန်းလူပြေးသွားတဲ့ဖြစ်စဉ် မနေ့ကအောက်တိုဘာ18ရက်မနက်ပိုင်းကဖြစ်ပွားခဲ့ပါတယ်။မနေ့မနက်ပိုင်းကမန္တလေးမြို့ပြည်ကြီးတော်မြို့နယ်88လမ်းမကြီးပေါ်115လမ်းနဲ့118လမ်းကြောင်းကျွဲဆက်ကံမိဘအကျော်မှာအရက်ဝတ်လူလူစုကဇန်ကယ်ဆီလာတဲ့အမျိုးသားတူအုပ်ကိုတားဆီးခဲ့တာလို့မျက်မြင်တွေ့ခဲ့တဲ့သူတွေကပြောပြပါတယ်။ဖုန်းဆက်မယ်ဆိုလို့ဇန်ကယ်ဆီလာသူအမျိုးသားကသူ့ရဲ့ iPhone 16ဖုန်းကိုပေးလိုက်တဲ့အချိန်မှာစစ်ဆေးသူတွေဟာဖုန်းကိုယူပြီးတဲ့နောက်ပြေးသွားကြောင်းဖြစ်စဉ်ကိုမြင်လိုက်ရသူတွေကပြောပါတယ်။ ဖုန်းစစ်မယ်ဆိုလို့ဖုန်း password တွေပြောပြီးမှဖုန်းကိုယူပြီးထွက်ပြေးသွားတာလို့ဖြစ်စဉ်ကိုတိတူတူကပြောပါတယ်။ဖုန်းယူထွက်ပြေးသွားတဲ့သူတွေဟာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေလားစစ်ကောင်စီလက်အောက်ခံပြူစောထီးတွေဟုတ်မဟုတ်ဆိုတော့ကိုအတိပြုလို့မရသေးပါဘူး။အခင်းဖြစ်တဲ့နေရာဟာစစ်ကောင်စီတပ်ကင်းချထားတဲ့ကမ္ဘာယတနာဘဏ်နဲ့မြောက်ဝတီဘဏ်ရဲ့မနီမဝေးမှာတရှိနေကြောင်းမြို့ကန်အချို့ကပြောပါတယ်။ပြီးခဲ့တဲ့လပိုင်းအတွင်းကလည်းအခုလိုပဲမန္တလေးမြို့ပေါ်မှာဖုန်းစစ်မယ်ဆိုပြီးလူယူထွက်ပြေးသွားတဲ့ဖြစ်စဉ်တွေဖြစ်ပွားခဲ့ပူကြောင် မြို့ခံတွေကပြောပြပါရရှင်။စကိုင်းတိုင်းဝက်လက်မြို့နယ်ကြောက်ကုန်းရွာကိုစကောက်စီတက်စစ်ကြောင်းထုတ်လာပြီးဒေသခံပြည်သူ၁၂ဦးခန့်ကိုဖမ်းဆီးထားတယ်လို့ဝက်လက်မြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ပကပကထုတ်ပြန်ပါတယ်။ဒီနေ့အောက်တိုဘာ၁၉ရက်မနက်9နာရီမှာအရာရုံမြို့နယ်တလဲပါကြီးရွာကနေစကောက်စီတပ်သားတွေနဲ့ပြည်စောတီ90ဝန်းကျင်ကလက်နက်ငယ်တွေနဲ့ပစ်ပြီးကြောက်ကုန်းကြီးရွာကိုဝင်ရောက်ခဲ့တာလို့ဆိုပါတယ်။နှစ်ဦးတော့အတီးပြုတ်လို့ရတယ်။အမျိုးသမီးနှစ်ဦးတစားကအနေနဲ့ စစ်ကြောင်းကအရွာထဲမှာပဲရှိသေးတယ်လို့ wallet အခြေဆိုင်သတင်းရမြက်က people's wing ကိုပြောပါတယ် wallet မြို့နယ်မှာနေထိုင်သူတို့ကလည်းတလဲပါနဲ့ကြောက်ကုန်းတွေကမုန်းမြစ်တရားပဲချားတာဘာမှမဝေဘူးကြောက်ကုန်းကခဏခဏစစ်ကြောင်းထိုးခရရတယ်လို့ပြောပါတယ် wallet မြို့နယ်ပတ်ကောက်ဖားရဲ့အချက်လက်တွေအရအခုတစ်ချိန်စစ်ကြောင်းထိုးတော့ဆိုရင်၃ချိန်မြောက်ဖြစ်ပြီးအရင်စစ်ကြောင်းထိုးတော့ကလည်းရွာခန့်၄ယောက်ကိုတပ်ဖြတ်ခဲ့တယ်လို့သိရပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းကရွှေဘုံမုံရွာဖြက်လန်းလမ်းဆောင်မှာရှိတဲ့ ဝလန်မြို့နယ်ထဲကရွာသားကြီးမှာတိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်ခဲ့လို့ပြည်သူအချို့အထိခိုက်ဒေဆုံးတာရှိခဲ့ပါတယ်။အခုအော်တိုဘာပထမပတ်မှာလဲဝလန်မြို့နယ်အရှေ့ချမ်းကိုစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးလာလို့ကာကွယ်ရေးတပ်တွေနဲ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနှစ်ဖက်တိုက်ခိုက်ဒေဆုံးတာတွေရှိခဲ့ပါတယ်။စစ်ရေးအခြေအနေအရဝလန်မြို့နယ်အရှေ့ချမ်းကအလံပိုင်းတွေအားလုံးကိုတော်လရေးတပ်ဖွဲ့တွေကအော်တိုဘာ9ရက်ကစပြီးအသုံးပြုခွင့်အရာကြီးပိတ်ပင်ထားပါတယ်ရှင်။ People's Spin ရဲ့နောက်ဆုံးရညနေခင်းပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးသွားကြတာဖြစ်ပါရှင်